တနင်္သာရီတိုင်းရေဖြူမြို့နယ်စင်ဆွယ်ကြီးရွာမှာစော်နှစ်ရက်နေ့ကဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲကြောင့်စစ်ကောင်စီတပ်သား6ဦးထပ်မံတိုက်ဆုံခဲ့တယ်လို့တော်လိုင်းအဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။မာမီပူပေါင်းတပ်တွေကစင်ဆွယ်ကြီးရွာအတွင်းတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့တောင်းနေချိန်နယ်မြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား30လောက်နဲ့တိုးပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ထုတ်ပြန်ချက်အရတော်လိုင်းမဟာမိတ်ပူပေါင်းအဖွဲ့တွေကလက်ဦးမှုရယူနိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်သား6ဦးထပ်မံတိုက်ဆုံခဲ့ပြီး73ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ် နိုင်ဝါလောက်ထိတွေ့တိုက်ပွဲကြာမြင့်ခဲ့တယ်လို့တော်လိုင်းအဖွဲ့တွေကပြောဆိုထားပြီးစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုကိုတော့တန်လွင်တိုင်းနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မင်းသားကြီးဝါကြီးဆိုင်မောရဝတီရေဒက်စကန်ဌာနချုပ်ကိုလုံခြုံရေးအကာအကွယ်ပေးတဲ့စစ်ကောင်စီရဲ့တက်စကန်တွေကိုမာမိတ်ပူပေါင်းအဖွဲ့တွေကမကြာခဏတွားရောက်တိုက်ခိုက်လေးရှိပါသေးတယ်။ မော်ပြည်တော်လိုင်းရေးတပ် MSRF ပြောခွင့်ရတဲ့ငကားကရေဒစကန်နဲ့အလှမ်းဝေးတဲ့ကြေးရွာပြင်ဘက်ကိုတက်စကန်တွေထတ်ချလာပြီးစင်ဆွဲကြေးရွာမှာလည်းတက်စကန်တွေကိုအခြေတကျထပ်မံချသွားဖို့ကြားသိရတဲ့အတွက်အခုလိုတိုက်ခိုက်တာလို့ရှင်းပြပါရယ်မော်ရဝတီရေဒစကန်ဌာနချုပ်လုံခြုံရေးအတွက်ရန်သူတွေကအင်အားထဖြစ်ထားတာရှိတယ်နောက်ပြီးတော့ဒီဘရင်းမှာပေါ့ဟိန်ဇယ်မြစ်လာချောင်းလာအဲ့ဒီမှာလည်းသူတို့စစ်တမောရီတွေကစစ်တမောရီဒဇင် အမြဲလိုလိုချထားတာရှိတယ်အဲဒါသူတို့ဌာနချုပ်ကကိုရေးအတွက်ပေါ့လေဆိုတော့ဒီမော်ရဗီဇက်စကန်ဌာနချုပ်ကတဝဲရင်းနဲ့စိတ်ကန်းနဲ့ဝေးတယ်ဆိုပေမဲ့တနည်းတဖုံဒီရင်းတဝဲစီးပွားရေးစုံပေါ့အဲ့ဟာကိုကာကွယ်ပွေးဖို့အတွက်ဒါကိုသူတို့ခိုင်ခိုင်မာမာဟိုဆက်ပြီးတော့ဆောက်လုပ်ထားတာရှိတယ်ရန်ပန်ရန်ခါသူတို့တခြားဒေသကတပ်တွေနဲ့ပေါင်းပြီးတော့ ဒီနာမည်ရှင်းလင်းရေးတွေမကြာခဏလှုပ်တယ်ပေါ့ဒါကြောင့်တိုက်ပွဲတွေအချိန်မရွေးကြုံတွေ့လာနိုင်တဲ့အတွက် ရေရစကန်နီနာနဲ့ရေးတော်ရလမ်းမကြီးဘေးကကြေးရွာနေပြည်သူတွေအနေနဲ့အထူးသတိထားသွာလာလှူရှားကြဖို့တော်လိုင်းအဖွဲ့တွေကမြစ်တာရက်ခံထားပါတယ်။စစ်စင်ရေးအတွင်းဆင်ဆွဲကြေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စခန်းကိုလည်းမာမိတ်ပူပေါင်းအဖွဲ့တွေက60မမလက်နက်ကြီး9လုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ထိခိုက်မှုတော့အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာရှိတယ်လို့အခုထိလည်းဆက်လက်ပစ်ခတ်နေတာဖြစ်တဲ့အတွက်ထိတွေ့တိုက်ပွဲကြောင့်ပြည်သူတွေတိမ်းချောင်တာတွေရှိတယ်လို့နိုင်ငံကားကဆိုပါတယ်။တော်လိုင်းပူပေါင်းအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ ထိတွေ့တိုက်ပွဲတွင် မားမေပူပေါင်းဖွဲ့တွေကဇုံတရားထိခိုက်ဒဏ်ရာမရရှိဘဲအောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်ဆင်ရေးကိုမွန်ပြည်တော်လှန်ရေးတပ် MSIF ဒေါနာစစ်ကြောင်း၃ KPDF LPF ဒေါနာစစ်ကြောင်း၂ YGF NMSPED ရမြမွန်တက်တော် RMI နဲ့နန္ဒတတိကိုရှ်လေ့ကျင့်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။